ားလုံးပဲမင်္ဂလာပါချက်စင်ခဲကနေပြန်လည်ခြေစိုးလိုက်ပါတယ်ကျွန်တော်ကတော့ Whisper ကျွန်တော်ဒီနေ့မှာတော့အရင်ဘက်က YouTube Pool မှာဖုန်းအများဆုံးရထားတဲ့ Sherofin အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်သူအကြောင်းနည်းနည်းလေးပို့ပြီးချိန်ဆက်မိဖို့အတွက် Artifacts တွေနဲ့တခြား Demon ရဲ့ Lore နဲ့ပပောက်ကိုပါမှွေနောက်ရှာပေးထားပါတယ်အဲ့ဒါအပြင် Infernal Realm လို့ခေါ်တဲ့ငရဲပုံတွေအကြောင်းကိုပါပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး Sherofin အကြောင်းနဲ့စလိုက်ရအောင် လူတွေက Shadow Fin ကို Sorry ရဲ့အမှုပညာရှင်လို့ပြောကြရပြဗျ Sorry တခုနှစ်ခုမဟုတ်ပါဘူးထောင်တောင်းနဲ့ချီနေတဲ့ Sorry ရဲ့အမှုပညာရှင်ပါ Sorry ကိုသူယူနေခဲ့တာနှစ်ပေါင်းတောင်းချီနေပြီဖြစ်ပြီးတော့ဘယင်တွေဖုံကြီးတွေသတောင်းသားတွေကြွန်တွေအပြစ်သားတွေအပြင် Hero တွေရဲ့ Sorry ပါမကြမ်းဘယ်ဆိုးမှ Shadow Fin လက်ထက်ကနေပြေးမလွတ်ပါဘူးအဲ့လိုများတဲ့ Sorry ကိုသူဘာလို့ပြစ်လဲဆိုတော့ဘယ်သူမှမသိကြဘူးဗျ ူနဲ့အတူမွေးဖွားလာတဲ့အပိစံတဲကိုလည်းသူယူသွားရဆိုရဲ့အပြင်ဘသူမှမရောက်ဘူးတာမို့လို့အပိစံတဲမှာဘာတွေရှိရဲစိုးရီကိုသူဘာလို့ပြစ်တယ်ဆိုတာကိုဘသူမှမပြောပြနိုင်ကြပါဘူးတချို့ကရှယ်ရိုဖင်ကစိုးရီကိုတခုချင်းစီစားသုံးပြစ်တယ်တချို့ကရှယ်ရိုဖင်ကစိုးရီကိုထရော်ဖီတစ်ခုအနေနဲ့ဒဇယ်ကောင်းစုသလိုစုနေတယ်လို့ထင်ကြီးပေးကြရတယ်ဗျတချို့တွေကြတော့လေသူကစိုးရီကိုဒမ်မေ့ဂျ်အနေနဲ့ပြန်ပြောင်းပြီးအသုံးပြုတယ်လို့ဆိုကြပြန်တယ်တခြားသူတွေကြတော့လေရှယ်ရိုဖင်ကအတိအကျမရှိဘူးသူကပိုချန်နဲ့ဒီမွန်တကောင်ခိုင်းတော့လုံးနေရတဲ့ရုပ်သေးရုပ်သာသာပဲရှိတယ်လို့ပြောကြတယ်ဗျ ရှေးဦးဖင်းရဲ့ evil power ကအရန်အောင်မှာ surround me သူတို့လိုဒီမွန်ရဲ့ဘဝကအရန်အောင်မှာမှောင်မိုက်လွမ်းတာမို့လို့ပုံမှန်စိတ်အခြေအနေရှိတဲ့သူတွေကရှေးဦးဖင်းအကြောင်းနားမလည်နိုင်တာပုံမှန်ပါပဲကျွန်တော်လည်းအခုဘာကြီးပြောပြနေရလဲဆိုတာကိုနားမလည်ပါဘူးဟမ်ဒါပေမဲ့ရှေးဦးဖင်းက blue demon လဲသူသွားတဲ့ story ကိုဘာလို့ပြစ်လဲဆိုတာကိုသိချင်နီးတစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့ soul ကို share ဦးဖင်းပေးလိုက်ဖို့ပါပဲမပေးချင်ဘူးဆိုလဲအခုမပေးလို့ရပါတယ်ဘလို့ပဲဖြစ်ဖြစ်အနေနဲ့အမြန် never more လို့ခေါ်တဲ့ share ဦးဖင်းကခမရိုးရဲ့ soul ကိုယူဖို့အတွက်ရောက်လာမှာမို့လို့ပါဒီတော့နားထောင်ပြီးဘာမှနားမလည်ပါဘူးမလား ကျွန်တော်သိပါတယ်မညာပါနဲ့ဘာမှနားမလဲဒီ lawyer အခြေဆက်မိဖို့အတွက်တခြားတော့နည်းနည်းပေါ့ပါနဲ့ infinite ram match အောင်ကျွန်တော်ဒီလိုဆက်ကြည့်လိုက်အောင်ကျွန်တော် crash out လောမှာပြောပြခဲ့တယ်လို့လူတွေ immortal တွေ ancient တွေအမြဲတမ်းတိုက်ခိုက်နေတဲ့ dura du လောကကြီးမှာဖြစ်တည်လာခြင်းက vice လို့ခေါ်တဲ့အလင်းရောင်တွေအမောင်တွေဘာဆိုဘာမှမရှိတဲ့နေရာတစ်ခုရှိနေခဲ့ပါတယ် vice ဆိုတဲ့အရာက dura du ကဘာကြီးမရှိခင်တည်းကရှိနေတာဖြစ်ပြီးကဘာကြီးနဲ့အတူလဲတည်ရှိနေပါတယ်ဒီကဘာကြီးပြည့်စည်သွားရင်လည်းကျန်နေခဲ့မဲ့အရာ vice ပဲဖြစ်နေမှာပါ ဒီဒိုရာဒုကပါကြီးအကြောင်းကို Dragon Black Netflix series မှာ Cosmic Pillar လို့ခေါ်တဲ့ Eight Pillar Creation နဲ့စတင်ခဲ့ပါတယ်။ Eight Pillar Creation ကိုတိုက်ရိုက်ပါလာပြန်ရင်ဖြစ်တည်မှုတွေရဲ့တောက်တန်ရှစ်ချောင်းပေါ့။ဒီ Eight Pillar ထဲမှာ Light, Darkness, Fire, Water, Earth, Air, Chaos နဲ့ Balance တွေပါဝင်ပါတယ်။ဒီရှင်မျိုးကိုပုံစံမျိုးစုံပေါင်းဆက်ပြီးတော့ Brand ပေါင်းစုံဖြစ်လာတယ်ဗျ။ အလင်းရောင်ရှိတဲ့ပုံစံပေါ်မှာမူတည်ပြီး run ဖြစ်တည်လာတဲ့အချိန်တွေကမတူညီပါဘူးအလင်းရောင်ပထမအဦးဆုံးစတင်ရရှိတဲ့ heaven က pillar of light ကနေစပြီးဖြစ်တည်လာခဲ့ပြီးတော့ earth water air နဲ့ balance pillar တွေပေါင်းဆက်ပြီးတော့ lure တွေ spirit တွေနဂါးတွေနေထိုင်တဲ့ moral realm ဆိုတာဖြစ်လာပါတယ်အစပိုင်းမှာဒီနှစ်ခုပဲရှိခဲ့ပြီးတော့ငရဲဆိုတာမရှိခဲ့ပါဘူး။ဒိုရာဥကပါကြီးကလည်းအရန်ကိုတာယာဆုပ်ပြေးပြီးတော့ကောင်းနာတွေပဲဖြစ်နေခဲ့ပါဗါး။ဒါပေမဲ့ကောင်းနာတွေအကြာကြီးတော့ဖြစ်မနေခဲ့ပါဘူး။ အကောင်းနဲ့အဆိုအမြဲတမ်းတုံ့နှဲနေတဲ့ဒီလောကကြီးထဲမှာပိုလင်းတဲ့အလင်းအောင်ရရှိလေပိုပြီးမဲနှက်တဲ့အရေးကိုဖန်တီးလေလေပါပဲဒီလိုရန်ကောက်တာဖြစ်နေတဲ့တစ်ဖက်မှာရှိနေတဲ့မနာလိုစိတ်တွေဒေါသတွေမာနတွေလောဘတွေစတဲ့မကောင်းတဲ့စိတ် energy တွေက pillar of fire ကိုအသက်ဝင်လာစေခဲ့ပါတယ် pillar of fire ထုတ်ပေးတာကအလင်းရောင်မဟုတ်ပါဘူး။နာကျင်မှုတွေစာလောင်မှုသိမ့်မှုတွေစိတ်ထိခိုက်စရာတွေကိုပဲထုတ်ပေးပါတယ်။စားတဲ့ကလေးပုံငက်တယ်ဆိုလို့ပဲလိုရင်ဆန္ဒရပြည့်စုံနေတဲ့ heaven မှာ အဆင်မပြေရတိတိလိရတော့မှဒေါသတွေမကောင်းတဲ့ energy အများကြီးထွက်စေပါတယ်။ဒီ energy တွေက pillar of fire ရဲ့အကျိုက်ဖြစ်ပြီးတော့ hair fire လို့ခေါ်တဲ့ငရဲမိတောက်ကိုစတင်ပြီးထွန်းညှိပါတော့တယ်။ဒီ hair fire ကနေ seven health ရဲ့ငရဲပြေ၆တက်ဖြစ်လာပြီးတော့တထက်တထက်ပို့ပြီးနှိမ့်လာလေလေပို့ပြီးကြောက်ဖို့ကောင်းလာလေလေပို့ပြီးပူလောင်လာလေလေပါပဲ။တချိန်တည်းမှာပဲ net ပြီမှာလဲ The Fallen One ဒွန်းဖြစ်လာမဲ့ Lucifer Heaven Gate The First Battle of Light War ဆိုတဲ့ဘက်တယ်ကိုဥဆောင်ပြီးနှစ်ဖျားတွေရဲ့သွေးတို့ကိုဆန်းခဲ့လို့ငရဲပြည်ကိုပို့ခံလိုက်ရပါတယ် လူစီဖာနဲ့ပြည်ကနေနဲ့ကြွေကြလာတဲ့အချိန်မှာသူ့ရဲ့တောင်ပန်တွေကလောင်ကျွမ်းပြီးတော့ Seven Hell ခုနှစ်ထပ်မြောက်ငရဲကိုဖြစ်ပေါ်စေခဲ့တယ်ဗျဒီလိုနဲ့ The Fallen One Dom Lucifer ကပထမဦးဆုံးငရဲပြည်ရဲ့ငရဲသားတစ်ယောက်ဖြစ်လာခဲ့ပါတယ်သူကထိတ်ဆုံးအောင်ရောက်လာဆိုတော့ငရဲသားဆိုတာငရဲဘရင်ဆိုရင်ပုံမှန်ပါလိမ့်မယ် ဲ့နောက်ပိုင်းမှာတော့ hairfire ဒီတိုင်းလောင်ကျွဲနေုံနဲ့မဟုတ်တော့ပါဘူး။ဒေါသတွေအမုန်းတရားတွေမာနတွေနဲ့ပေါင်းဆက်ပြီးတော့ demon ဆိုတဲ့တတ္တဝါတွေကိုစပြီးဖန်တီးပါတော့တယ်။အဲ့ဒါကြောင့်မို့ demon တွေကတက်ရှိမီတော့ living flame ဆိုလည်းမမားပါဘူး။သူတို့ကို first child of dawn လို့လည်းခေါ်တယ်ဗျ။ဒီမိုနီက Oscar Vosh လို့ခေါ်တဲ့ဒီမွန်ဘာသာစကားကိုပြောကြပြီးတော့ငရဲပြည်ရဲ့အပူတွေကသူရဲ့သွေးကြောထဲမှာစီးဆင်းနေပါတယ်။သူရဲ့ဓာတ်တွေကသွေးရည်ရဲ့အပူချိန်ကြောင့်မီးတောက်နေရလို့တောင်ပြောထားတယ်ဗျ။ အဲ့ဒါအပြင်ဒီမွန်တွေကအရန်အောင်မှာရက်ဆက်ပြီးတော့တကူကောင်းနဲ့ဆန်ကြပါတယ်သူတို့စိတ်ကျင်တဲ့ဖို့လိုချင်တာရဖို့ဆိုရင်ဒီမွန်အချင်းချင်းတို့ကမှတစ္ဆာဖောက်ဖို့မဝင်မလေးတဲ့ကောင်တွေပါ Vice Red နဲ့ Don Breaker တို့ရဲ့စကားအရဒီမွန်တွေကအရန်ကြမ်းပဲမယ်ညံတော့အတိုင်းနာတစ်ခုထိလောက်ပဲကောင်းကြပါတယ်မကောင်းတာလည်းမဟုတ်ဘူးဗျ Info ကတော့ညံကောင်းတဲ့ဒီမွန်မျိုးမရှိဘူးဆိုတာကိုပြောချင်တာပါ Demons creatures of great power and limited intelligence Demons get a lot of unjustified credit on the cleverness scale generally ဒီတော့ပဲ Seven Hills ငရေပြည်ခုနှစ်ထက်လုံးအပါအဝင် Infinite Run တစ်ခုလုံးကိုအုပ်ချုပ်တယ်ဗျ Infinite Run နဲ့မှာ Seven Hills အပါအဝင် Abyssian ဆိုတဲ့ Sherofin စတင်ခဲ့တဲ့နေရာ Foundfell ဆိုတဲ့ Terra Blade ဖန်ခံထားတဲ့ငရေထောင် The 64 Laser Hell ဆိုတဲ့အသေးစားအပြစ်ပေးခံရတဲ့ငရေပြည်64ခုနဲ့ The Outer Hell ဆိုတဲ့ Warlord ဆင့်ခေါ်နေတဲ့ Colony တွေနေတဲ့နေရာစတဲ့နေရာအလုံးပါဝင်ပါတယ်ဒီလောက်များတဲ့ Infinite Run မှာ Demon Lord ကလည်း Dom, Shadow Demon ရဲ့ Shadow Fiend ရယ်ဆိုပြီး၃ယောက်ရှိပါတယ် ကျွန်တော်ဒီနေရာမှာ Sharon Finn အကြောင်းပြောနေရမလို့ Sharon Finn ရဲ့အဓိကတာဝန်ကိုပဲပြောပြပါမယ်။ Sharon Finn ရဲ့အဓိကတာဝန်ကတော့ကဘာရီကူပြီး story ကိုယူပေးဖို့ဖြစ်ပါတယ်။ Dom က Hell Yes Spring Law ဖြစ်ပြီးတော့ Dom ရဲ့အောက်မှာ Shadow Demon ရှိပါတယ်။ Sharon Finn က Shadow Demon ခိုင်းတာကိုလုံးဝပါတယ်။ငဲပြီကြောင့်ကဒီနေရာမှာလောက်တင်ရပါပြီ။ Sharon Finn နေတဲ့ episode အကြောင်းဆက်သွားကြည့်လိုက်အောင်။အပိစံကတာမန်နောက်တဲ့ hell တခုလို့တော့မတင်စေချင်ပါဘူး။အဲ့ဒါတည်းအများကြီးပုံနဲ့နေပြီးတော့လုံးဝမရှိလာခဲ့တဲ့နေရာလို့တော့ပြောကြပါရစေ။ division က pillar of darkness ကနေဖြစ်လာတာပါ division ကငရဲထက်ပိုပြီး net shine တဲ့နေရာမှာရှိပြီးတော့လုံးဝတိတ်ဆိတ်မောင်းမဲပြီးအေးဆက်နေတဲ့နေရာတစ်ခုပါဒီနေရာကို demon တွေတောင်မှကြောက်ကြတယ်ဗျ Abyssan ဘလို့ဖြစ်လာလဲဆိုတော့ Heaven နဲ့ Hell တွေဖြစ်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ Total Universe ကြီးကမတိမငြိမ်ဖြစ်လာခဲ့တယ်ဗျ။အကြောင်းရင်းကတော့ Heaven ဆိုတာတမရအိမ်တော်လိုပါပဲ။ခင်ဗျားလည်းဝင်လို့မရသလိုကျွန်တော်လည်းဝင်လို့မရပါဘူး။ဒါပေမဲ့ငရဲပြည်ကတော့ဘာမှမလုပ်လဲ၊ဘာမှမလုပ်လို့သွားရမှာပါ။မကောင်းတာလုပ်လဲမကောင်းတာလုပ်လို့သွားရမှာပါ။ ကောင်းတာလုပ်ရင်ရောဆိုတော့ဒီ Dura လောကထဲမှာငရေပေါင်း100နီးပါးလောက်ရှိတဲ့အပြင်ကျွန်တော် main kit လောမှာပြောပြခဲ့တဲ့ Razer the Lightning Revenant ရဲ့ Narrow Maze တွေ Physics Change ချုပ်တဲ့ Anascape တွေကိုမမေ့ပါနဲ့ခင်ဗျာသူတို့ကောင်းရင်ဆိုရင်တော့သူများတက်လို့တေွားတာတို့ကိုယ့်အကူခလုတ်တိုက်ပြီးတေွားတာတို့ဆိုရင် Razer ရဲ့စူးဝင်ငပါတဲ့ကိုရောက်ပြီးတော့ကြာပွန်းနဲ့ရိုက်ခံရအောင်မှမို့နှက်ပြမပြောနဲ့လူပြန်ဖြစ်ဖို့တော့မှမလွယ်ပါဘူးဒီလိုကြောင်းကြောင်းနေကြောင်း Dura လောကထဲမှာနှက်ပြကနေလာခဲ့တဲ့ Heroes ဆိုတာ Zeus တကောင်ပဲရှိပါတယ် ဒါပေမဲ့ငယ်ပြီမှာတော့24/7 busy နေကြပြီးအမြဲလူပြည့်နေပါတယ်။အဲဒါကြောင့်မို့ Abyssian လို့ဘယ်ရောက်လို့ဘယ်ပြောင်းမဲမသိတဲ့နေရာတစ်ခုဖြစ်တည်လာခဲ့တာပါ။ဒီ Abyssian နဲ့တူမွေးဖွားလာတာကတော့ Nevermore ကျွန်တော်တို့ရဲ့ Sherofin ဖြစ်ပါတယ်။ငယ်ပြီမှာလူတွေမပြည့်နေစေရဖို့ Sherofin တယောက်ကကဘာတွေကိုကူးပြီး Soul တွေကို Abyssian နဲ့ကိုယူဆောင်သွားပေးရပါတယ်။ဒါဝါရှေယိုဖင်ရဲ့တမိုင်းပေးတာဝင်ပေါ့ဒီလောက်ဆိုရှေယိုဖင်ကဘာလို့ဒွန်းရဲ့လက်အောက်မှာရှိနေလဲဆိုတာကိုသိလိမ့်မယ်လို့ထင်ပါတယ်ရှေယိုဖင်ကတိတ်သွားတဲ့သူတွေရဲ့ဆိုးရီကိုစုရမှာပါ ဒါပေမဲ့ तू ကစီကန်တွေကိုဖောက်ပြက်ပြီးမသေးသေးတဲ့လူတွေတေကန်ကြီးလူတွေအသက်ရှင်နေတဲ့ဟီးရိုးတွေအကုန်လုံးရဲ့ဆိုးကိုလိုက်စုနေပါတယ်အဲ့ဒါကြောင့်မို့ဒီမိုနီတောင်မှ never မော့မြင်လမ်းကြရတယ်ဗျ။နောက်ပိုင်းမှာတော့ Shadowfin က Daily Jet Hero ရဲ့ဆိုးတွေကိုပါခိုးယူဖို့အတွက် Dragon Lord တွေကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲ့အပြင် Shadow Fin second line တွင် Abyssal ကိုတွားရနိုင်တော့လာကြနိုင်လာလို့ရတာမို့လို့ Abyssal တစ်ခုလုံးက Shadow Fin နဲ့အတူကပ်ပါနေသလိုပါပဲဒါ့အပြင်ဒီ Infernal Run နဲ့မှာ Coro Restel လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုလည်းရှိပါတယ် Coro Restel ဆိုတာငရဲပေါင်းဆောင်အပြင် Afterlife လို့ခေါ်တဲ့ Nero Maze တို့မှာရှိတဲ့ Demon Ruler တွေ Desperate တွေစုစည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်ဒီအဖွဲ့အစည်းကငရဲတိုင်းအောင်တရှိနေထိုင်နေတဲ့ကဘာ World of Living တိမိသားသူတွေနေထိုင်နေတဲ့ကဘာ World of Dead Demon တွေနေထိုင်နေတဲ့နေရာ World of Demon နဲ့ချိတ်ဆက်ပေးထားတဲ့ငရဲ UN ပေါ့ဒီအဖွဲ့အစည်းကို Seven Hell မှာ ်းမှာရှိတဲ့အရန်ကျန်းတဲ့ကောင်တွေနေရိုမေးစ်ရဲ့ဂုတ်တယောက်ဖြစ်တဲ့ရေသာတို့လိုအရန်ကျန်းတဲ့ကောင်တွေကဥဆောင်ခဲ့ပါတယ်ဒီနေရာမှာထိုင်နေရတာကသူတို့ရဲ့ဂုံတစ်ခုပါပဲဒီဖွဲ့စည်းရဲ့တာဝန်ကတော့စိတ်တကြနေတဲ့သူတွေလမ်းပြောင်းနေတဲ့သူတွေရဲ့အတန်ကိုအမြဲတမ်းနားထောင်ဖို့ပါကုညီပေးဖို့တော့မဟုတ်ဘူးဗျစိုးတွေကိုကြားဖြတ်လို့ဖို့ပါ လမ်းပြောက်ပြီးအကူအညီမဲ့နေတဲ့သူတွေစိတ်ဓာတ်ကျနေတဲ့သူတွေကပါဝါတွေငွေကြေးတွေဒါမှမဟုတ်ကလစားချေခြင်းနဲ့ဆန္ဒတွေအဲ့ဒါတွေကိုဆူတောင်းတဲ့အခါကျရင်သူတို့တွေကရောက်လာတက်ပြီးအပေးအယူတွေလုပ်ကြပါတယ်ပေးအယူကိုသဘောတူပြီးရတဲ့ဆူတောင်းခဲ့တဲ့သူကိုအမတ်သားပြုလုပ်ပေးခဲ့မှာဖြစ်ပါတယ်အဲ့ဒီလူတွေကဒီမွန်ရဲ့အပိုင်မှာပဲလူများများဒီလင်းလို့လေဒီဖွဲ့စည်းက World of Living လို့ခေါ်တဲ့လူပြည်မှာနာမည်ကြီးလေပါပဲကျွန်တော်ဒီလိုပြောပြလိုက်တော့ငရဲပြည် UN ကြီးကစီစီလုံးလုံးရှိလာတယ်လို့ထင်သွားရမလားမထင်ပါနဲ့ဒီမွန်တွေမှာစီကဲလည်းမရှိသလိုကိုကျင်တရားလည်းမရှိပါဘူးသူတို့မှာ hierarchy လို့ခေါ်တဲ့အထက် ောက်အဆင့်ပဲရှိပါတယ်ဒီဖွဲ့စည်းထဲမှာဒီမွန်နိုင်းကပါဝါနဲ့ influence ကိုရဖို့အမြဲ attention ရှာနေကြတယ်ဗျပြောလဲစနဲ့ Sherofin လဲပါဝါကိုပိုရရှိချင်တာအတွက်နဲ့ဒီမွန်တကောင်ကိုစားခဲ့ပူးပါတယ်။အဲဒါကြောင့်မို့ဒီမွန်အင်တာဆိုတဲ့ Sherofin ရဲ့အာဃာတဖြစ်လာတာပါ။ဒီလိုမျိုးအချင်းချင်းကြော်လိုက်ခွာလိုက်နဲ့ဒီမွန်နိုင်ကဒီဖွဲ့စည်းထဲမှာခုန်လုနေကြပါတယ်။ကို့ကျုံးမဲကောင်မပေါ်လာသေးခင်အထိတော့ဒီ Court of Race ထဲမှာနေရာကောင်းရနိုင်ပါတယ်။ပေါ်လာရင်တော့မတို့ရင်ကျုံးခံရမှာပါ။ အခုလက်ရှိမှာတော့ The Court of Risdale ကို Sheriffing Nevermore Vroglor ဆိုခေါ်တဲ့ Andalot ကြိုပြီးအခါရှာရဲ့အကို Bakor The Master of Ceremony တို့ကဥဆောင်ပါတယ်။တခြားဖွဲ့ဝင်တွေကတော့ Nero Mace က Razor အမြဲတမ်းလူတွေကိုချဲ့လဲခြင်းနဲ့ Shero Demo တစ်ချိန်က Court of Risdale ကိုဥဆောင်ခဲ့တဲ့သူရဲ့မျိုးဆက် Knock Knock ကို Vanessa Luine ရဲ့ War ထဲမှာပိတ်ထားတာမို့လို့တိတ်တော့ပေါမဝင်တော့ပါဘူး။သူစွဲနေကိုကြိုပြီးအားလည်းမျိုးဆွယ်ပြီးယူသွားပါပြီ။နောက်ဆုံးတစ်ယောက်ကတော့ Dota 2 Log တွေက Little Raft ကိုထိန်းချုပ်နေတဲ့ Anaxis တို့ပဲဖြစ်ပါတယ်။ တတိထားမိကြလားတော့မသိဘူးဒီဖွဲ့စည်းထဲမှာ The Fallen One Lucifer လို့ခေါ်တဲ့ဒုံးမပါဝင်နေပါဘူးဘာဖြစ်လို့လဲဆိုတော့ Infernal War တစ်ခုလုံးရဲ့ကင်းဖြစ်နေတဲ့အပြင်ဒီ Corrupt Rister ဆိုတာကလည်းသူခွင့်ပြုပေးထားလို့လှုပ်ရှားလို့ရနေရပါဒုံးကလောရဆိုရင် share of fin တို့ share demon တို့နဲ့ရှင်ဘာမှမဆိုင်ပါဘူး။နက်ပြားနဲ့ကြလာခဲ့တဲ့ net တစ်ပါးဖြစ်နေရတဲ့တခြား demon တွေကကြောက်ရပါတယ်။ infernal realm အကြောင်းကတော့လောက်ပါပဲ။ share of fin vice line အနေနဲ့အများကြီးရောမရှိပါဘူး။ရှိရရှိပေမဲ့အများစုက oscar verse စကားနဲ့ပြောထားတာမို့လို့ main king vice line တစ်ခုကိုပဲထည့်ပေးထားပါတယ်။ မင်းခင်ကရှယ်ဖင်နဲ့တသိန်းနဲ့ဆော့ရတဲ့အခါကျရင်ငါဆိုးကိုမထင်မင်းနဲ့ငါနဲ့ကပို့ပြီးအဆင်ပြေလိမ့်မယ်လို့ပြောတတ်ပါတယ် Keep your hands off my soul and we'll get along just fine ကျွန်တော်ဆက်ပြီးတော့ရှယ်ဖင်ရဲ့ spell တွေကိုရှင်းပြပေးပါမယ် Shadow Fin ရဲ့ပထမဆုံး spell ဖြစ်တဲ့ Shadow Race ကတော့ Shadow Fin ကစိုးရီကိုယူတဲ့အခါမှာအသုံးပြုနေကြ trademark တစ်ခုဖြစ်ပါတယ်။သူယူတဲ့စိုးရီကနက်ပြီလည်းမတက်ရတယ်လို့ငရဲပြီကိုလည်းမစင်းရပါဘူး။အဘိဇံထဲမှာပဲထာဝရပိတ်မိနေမှာပါ။ စကေတူဖြစ်တဲ့နီခရိုမက်စထရီကတော့သူတိုက်ဆိုးတွေကိုအဘယ်ဆန်နဲ့ကိုထည့်လိုက်တာဖြစ်ပါတယ်ဆိုးရယူခြင်းကရှယ်ဟိုဖင်ကိုပို့ပြီးတံမာလာစေပြီးတော့တံမာလာကလည်းဆိုးတွေကိုယူရတာပို့ပြီးလွယ်ကူစေပါတယ် ပက်စစ်ပဲဖြစ်တဲ့ present out deck law ကတော့ share of fin ဟာစိုးရီကိုယူဖို့လူသက်စရာမလိုပါဘူး။သူရှိနေပြီဆိုတာနဲ့စိုးရီကခုခုခံရမိတာဖြစ်ပါတယ်။ share of fin ပေးတာကိုရောက်လာပြီဆိုတာနဲ့ကဘာကြီးတစ်ခုလုံးညင်းနေသွားလို့ခံစားရမှာဖြစ်ပြီးတိတ်ဆိတ်လုံးလို့ share of fin ခုခုတားရဲ့စိုးရီရဲ့ညင်းညွတ် or hit တန်နေတော့မှကြားနေရပါတယ်။ atomic ပဲဖြစ်တဲ့ recurrent out so ကတော့ share of fin ယူထားတဲ့ so အလုံးက share of fin ရဲ့ episode နဲ့မှပိတ်မိနေကြပါတယ်။ Shelvin ဒေါ်သာအထုတ်တက်ကိုရောက်လာတဲ့အခါ Shelvin Abyssan ကဆိုးရီကိုလွတ်ထုတ်ပေးလိုက်ပြီး Abyssan ရဲ့ကျန်းတဲ့ခက်တံမှုကြောင့်ဆိုးရီကလည်းယိုရင်းပျက်စီးနေကြပြီမို့လို့သူ့ရဲ့မိတ်ဆွေမိသားစုတွေကိုဘာမှမသိတော့ဘဲ Shelvin ရဲ့ဘေးဘက်ဘက်လေးမှာရှိတဲ့များတတော်အားလုံးကိုကမူးရှူတိုက်ခိုက်သွားမှာဖြစ်ပါတယ်။တိုက်ခိုက်ပြီးသွားတဲ့အချိန်ကျရင်လေဒီဆိုးရီကလွတ်လပ်ခွင့်ရမှာမဟုတ်ဘဲနဲ့ Shelvin ရဲ့ Abyssan ထဲမှာပဲနာကျင်စွာထပ်ပြီး all hit နေရအောင်ပါပါ။ Shelvin ရဲ့ဖန်ဖက်အနေနဲ့ကတော့ Shelvin ရဲ့ဘဝမှာတည်ဆုံးနေဆိုတာမရှိပါဘူး။သူတိတ်သွားတဲ့အခါ Abyssan နဲ့ကိုပြန်ဝါမှာဖြစ်ပြီး Respawn တဲ့အခါ Abyssan နဲ့ကလည်းပြန်လာတာဖြစ်ပါတယ်။အဲ့ဒါအပြင် Abyssan ံထဲမှာ share fee ကိုးကွယ်နေတဲ့နေဖျားတစုရှိတယ်လို့လည်းယူဆရပါတယ်။ကျွန်တော်အထင်သူယူသွားတဲ့ story ကိုအပင်စံထဲမှာရှိတဲ့သူ့ရဲ့နေဖျားကိုဆက်တနေရတာလည်းဖြစ်နိုင်ပါတယ်။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။ Infernal နဲ့ပတ်သက်ပြီး share fee အကြောင်းပို့ပြီးတည်လာမယ်လို့ထင်ပါတယ်။ဒီ video နဲ့အတူ YouTube မှာ full list တင်ပေးထားပါမို့လို့နောက်တစ်ပတ်နားထောင်ကြတဲ့ hero ကိုဖုတ်ပေးခဲ့ကြပါဦး။ကျွန်တော်နောက်ထပ် video မှာတွေ့ရပါမယ်။